conflict ဆိုတာအများကြီးရှိနေပါတယ်။အဲဒီ conflict မရှိအောင်ဘယ်လိုလုပ်မလဲဆိုရင်တော့ conflict မရှိအောင်လုပ်လို့မရအောင်လို့ပဲကျွန်တော်ပြောချင်ပါတယ်။ conflict မရှိရင်မှားနေပါပြီ။မင်္ဂလာပါ။ကျွန်တော်နာမည်ညီညီပါ။စာလေးပါလေးရေးတဲ့အခါကျတော့ညီညီစိတ်ပညာဆိုတဲ့ကလောင်နာမည်လေးနဲ့စာအုပ်ကလေးတစ်အုပ်စာနှစ်အုပ်စာရေးပြီးပါတယ်။အဲတော့လူတွေရဲ့စိတ်ဒီဟာအံ့ဩပွေရပါတော်တော်များများကိုကရှုပ်ထွေးတာတွေရှိတယ်။ နာကျင်နာတွေရှိရယ်ပျော်ရွှင်နာတွေရှိရယ်အဲ့လိုမျိုးစိတ်တည်နဲ့တိဆောက်ထားတဲ့လူသားဟာတခြားလူသားတွေနဲ့ဆက်ဆံတဲ့အခါမှာပမာလို့ဆိုရင်တော့ပฏิပခပေါ့လေ conflict တွေကျွန်တော်တို့ကြုံတွေ့ကြပါတယ် conflict ကဘလို့ကြုံတာလဲ conflict ကတယောက်တည်းလဲ interpersonal conflict ဆိုပြီးတော့ဖြစ်နေတတ်တယ်အဲ့လိုပဲမိတ်ဆွေတငယ်ချင်းနဲ့အခန်းပေါ်နဲ့လုပ်ဖို့ကြိုင်ဖက်နဲ့အချင်းချင်းနဲ့ဖြစ်တတ်တယ် ခါကျရင်တိမ်ထဲမှာနေတဲ့မိသားစုထဲမှာလည်း conflict တွေရှိနေတတ်တယ်။ဒါခါကျလို့ရှိရင်เจ้าကအပြင်က လုပ်ငန်းဝင်ကကျွန်တော်တို့က conflict ဆိုတာအများကြီးရှိနေပါတယ်။အဲဒါ conflict မရှိအောင်ဘယ်လိုလုပ်မလဲဆိုရင်တော့ conflict မရှိအောင်လုပ်လို့မရအောင်လို့ပဲကျွန်တော်ကပြောချင်ပါတယ်။ conflict မရှိရင်မှားနေပါပြီ။ဘာဖြစ်လို့လဲဆိုတော့ conflict ရှိခြင်းကြောင့်ကျွန်တော်တို့တွေဟာပို့ပြီးတော့တိုးတက်လာကြတယ်ပို့ပြီးတော့ကြိုးစားလာကြတယ်အဲ့ဒီမှာအကြံပေးချင်တာက conflict ကိုကျွန်တော်တို့မလုပ်သင့်လေ conflict ကိုဘယ်လိုကင်တွယ်သင့်မလဲ conflict ကိုဘယ်လိုအကျိုးမြတ်ဖြစ်အောင်လုပ်မလဲဒါကြောင့်ပဋိပက္ခတွေနဲ့ကြုံရမယ့်ဟောဒီလောကကြီးထဲမှာကျွန်တော်တို့တွေဟာကိုယ့်ရဲ့စိတ်ကိုလည်းအတက်နိုင်ဆုံးထိမ့်ချုပ်ပြီးတော့တစ်ဖက်သားကိုနားလည်ခြင်းနဲ့အတူစကားစမီတွေပြောဆိုတာအငင်းအခုန်တွေလှုပ်တာအကျိုးမြတ်ရဖို့အတွက်ရလက်တစ်ခုစီကိုဥတီပြီးတော့ win win situation နဲ့ conflict တွေကိုကင်တွယ်ဖြစ်ချင်းနိုင်မယ်ဆိုရင်စိတ်လဲပျော်ရွှင်ရအကျိုးကျေးဇူးလည်းရနေကိုဘဝကိုလှလှပပတည်ဆောက်နိုင်မယ်လို့ကျွန်တော်ကအကြံပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ညင်ကြီးပါ